တငယ်ချင်းကြီးဘဝမှာတယောက်တည်းထီးချမ်းမှုတွေရှိတဲ့အခါမျိုးအားငယ်ပါနဲ့ဘလို့ပဲကို့ပေါ်ခင်တွဲတွဲမခွဲဘူးလို့ပဲပြောပြော तू ကကို့မဟုတ်တဲ့အတွက်လေတနေ့မဟုတ်တနေ့အကြောင်းကြောင်းကြောင့်ဝေးကွာခွဲခွာစမြဲပါပဲလက်ခံတဲ့အရာမျိုးကိုလက်ခံပြီးတော့ဆွန့်လွတ်တဲ့အခါမျိုးမှာလည်းရဲရဲသာစွန့်ပြစ်တတ်အောင်လို့ကြိုးစားထားပါတငယ်ချင်းကြီးဘဝမှာစိတ်ဓာတ်ကြအားငယ်မှုတွေကြုံရတဲ့အခါတိုင်းအရင်ကြီးမတုံထုံးလိုက်ပါနဲ့ဘလို့ပဲစိုးရတဲ့ကံကြမ္မာပဲဖြစ်ဖြစ်အမြဲတမ်းမတီးရှိနိုင်ပါဘူးအချိန်ခဏမြတ်တာပါမုံတိုင်းနေရဲ့နောက်မှာလေးပြေတွေကလည်းရှိတဲ့ကြစမြဲပဲ လဲကြတဲ့အခါမျိုးမှာပြန်ထပြီးတော့ကိုလန်းကိုတိုင်ဆက်လျှောက်ဖို့တတိယပါတော့တကယ်ချင်းဘဝမှာမကင်းနိုင်တဲ့ဒဏ်ရာတွေရတိုင်းမငိုကြွေးမိပါစေနဲ့ပြန်ပြင်းများတဲ့အမားတွေကကို့အတွက်အမျက်ကြံအောင်ပြင်ဆင်တဲ့နာတွေကိုကိုတိုင်ပြင်ဆင်ပြီးတော့ရယူတဲ့နာတွေကိုအရယူနိုင်ရမယ်အမားတွေသာမရှိခင်အမှန်ဆိုတာဘယ်တော့မှမသိလာနိုင်ဘူးအရှုံးတွေကသင်ကန်းစာတွေရသလောက်ယူဖို့လည်းမမေ့ပါနဲ့တော့တကယ်ချင်းကြီးဘဝမှာကြာဆုံးလဲပြူတိုင်းလဲအာမရော့ပါနဲ့အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရနိုင်ဘူးလေ အောင်မြင်ဖို့အတွက်ကြာရှုံးမှုတွေကိုစရေရတတ်တယ်။အဲ့ဒါကိုလည်းမှတ်ထားပါ။တကယ်ကြီးဘုရားမှာကြုံခဲ့တဲ့အတိတ်ကနောင်တတွေကိုပြန်ပြီးတော့ထွေးပွေထားဖို့မကြိုးစားနဲ့။မင်းမရတဲ့အတိတ်ဆိုတာလူတိုင်းမှာရှိတတ်တယ်။ဒါပေမဲ့အတိတ်ကကောင်းခြင်းဆိုခြင်းတွေကကိုယ့်ရဲ့အနာဂတ်စာမျက်နှာကိုတိုက်ရအကျိုးသက်ရမှုမရှိဘူးဆိုတာကိုယုံကြည်ထားပါနော်။တကယ်ကြီးလဲကြတဲ့အခါမှာပြန်ထားပါ။ငှက်တကောင်ရဲ့တောင်မန်တဆုံဟာဘလောက်မြင့်မြင့်ပြန်တန်းနိုင်လဲအတွက်အရေးမပါဘူး။သူ့လိုရာခီးကိုပြန်တန်းနိုင်မှာပဲအရေးကြီးတာပါ။လူတယောက်ဟာလဲသူဘလောက်ကြာရှုံးနေဆိုတာကိုတိုင်းတာတော့မဟုတ်ပါဘူး။ သူဘလောက်လုံနိုင်စွမ်းရှိရဲဆိုတဲ့အပေါ်မှာပဲမူတည်လာပါတငယ်ချင်းကြီးဘဝဆိုတာတိုက်ပွဲလိုပဲတချို့အရာတွေကိုဇတိရဲမှအောင်မြင်မှုပန်းနိုင်ဆိုတာရောက်တတ်တာလာမင်းကြီးနဲ့လွဲလို့ငုံနေသမျှတော့ကျဲတာရည်နဲ့ပါလွဲချော်နေအောင်ပါပါရှေးသုံးသွားလဲနောက်ပြန်နေရတဲ့ထဲကိုပိုင်းစိုင်ထားတဲ့လက်ရှိအချိန်နေတာအကောင်းဆုံးပုံဖော်ကြိုးစားခဲ့မယ်ဆိုရင်တော့နေရတိုင်းဟာပူရွေးလှတဲ့မနက်ဖန်ဖြစ်စေမှာပါ